ပါဠိစာပေသင်ယူတဲ့ယဟန်တွေက ပြန်လွန်တော်မူသွားပြီလို့ရှိရင်တချို့တွေကနတ်ဘုံမှာနတ်တာတော့ဖြစ်ကြတယ်အဲ့ဒီခါကျရင်အာဒီသူတို့တွေကတခြားနတ်တွေကို ပြန်ပြီးတော့တရားတွေခေါ်နိုင်တယ်လို့လည်းကြားဘူးတယ်အာတကယ်လို့တရားမခေါ်ဘူးဆိုရင်လည်း တရားမင်းတို့ဗျမတို့ကတရားဟောတဲ့ခါကျရင်သူတို့တွေကနားလေလွယ်ပြီးတော့ဒါလူဘွားတော်ယဟန်အနေနဲ့အာဒီပါဠိစာပေတွေသင်ယူခဲ့တယ်ဆိုပြီးတော့ပြန်ပြီးတော့ချင်းချင်းတိကြတယ်လို့လည်းကြားဘူးတယ်ပေါ့ so ကျွန်တော်သိကျင်တာကဒီလူဘွားမှာယဟန်ဝတ်ပြီးတော့ပါဠိစာပေသင်သွားတာက တေလွန်သွားပြီးတဲ့နောက်ပြန်လွန်တော်မူသွားပြီးတဲ့နောက်နံဘောမှာနတ်အဖြစ်ပြန်ဖြစ်တဲ့ခါကြရင်ဘာဘယ်ဘာတော့ကြောင့်မလို့ပြန်ပြီးတော့လူဘွားတော်ကဒီဗုဒ္ဓစာပေတွေပါဠိစာပေတွေသင်ယူခဲ့တယ်ဆိုပြီးတော့ပြန်မှတ်မိနိုင်တာလေနောက်ပါဠိစာပေသင်ယူခြင်းရဲ့အကျိုးကနောက်တမလွန်မှာဘယ်လိုမျိုးအာကောင်းတဲ့အကျိုးတွေလဲ ရှိလဲဆိုတာကိုကျေးဇူးပြုရှင်းပြပေးပါကျေးဇူးတင်ပါတယ်ပထမအဖြစ်မိကုံးမှာနှစ်ချက်ကမတည်ကြပါဘူးပထမအချက်ကဒီဘဝမှာတခြားတရားအထုပ်ပြီးတော့တကယ်တော့တရားလေးလာပြီးတော့အလိုကျလိုက်ပြီးတော့နောက်ဘဝမှာနတ်ဘဝရမယ်ဆိုရင်တော့အဲ့ဒီနတ်ကတကယ်တော့တရားပြမှာမဟုတ်ပါဘူး သူကတခြားနာတွေကတရားပြတာကိုတရားဟောတာကိုသူကနားထောင်လိုက်မယ်။ဒါကတော့ပထမအချက်။နောက်တစ်ချက်က ကိုကရောက်ရလာတဲ့နတ်ပြည်မှာအထက်ဘုံမှာနတ်တွေကလာမယ်ဆိုတာမမျှော်လင့်ရပါဘူး။အမ်အဲ့ဒီနတ်တွေကိုတကယ်တော့မမြင်ဘူးမတွေ့ဘူးဆိုတာဖြစ်နိုင်ချေရှိပါတယ်ဆိုပါစို့။မြန်မာမင်းက ဗျမမန်တွေကဒါမှမဟုတ်ဗျမားတွေကအစဉ်ပြေတယ်လို့ခေါ်ကြစို့အာဗျမားတွေကသူတို့ကနတ်ပြည်ရောက်မယ်ဆိုလို့ရှိရင်ဒါဆိုဗျမားပြည်မှာထွက်ခွာပြီးတော့နတ်ပြည်ကိုဝင်လာမယ်ဆိုရင်ဘယ်အကြောင်းနဲ့မဆိုဝင်လာမယ်ဆိုရင်အဲ့ဒီနတ်တွေကဒီဗျမားတွေကိုဘယ်လိုမြင်မလဲတကယ်မြင်မလားဆိုပြီးတော့မသေးချပါဘူးအများအပြားအထက်ပုံမှာနတ်တွေဗျမားတွေကအောက်ပုံကိုမသွားကြပါဘူး အောက်ပုံကနတ်တွေကပြမားတွေက အထက်ပုံကိုဘလုံးမှာသွားလို့မရပါဘူးမြတ်စွာဘုရားကအဘိဓမ္မာကိုတာဝတိန်တာနတ်ပြည်မှာဟောတဲ့အခါမှာအထက်နတ်ပြည်တွေမှာ ပြမားပြည်တွေမှာတော့ပြမားတွေနတ်တွေတော့လာကြပါတယ်ဒါပေမဲ့အဒီဟာကတော့အမတန်ထူးခြားတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်နော်အဲ့ဒါ အော်တခါတလေပြန်မှားမင်းတွေက လာပြီးတော့အာအလဲလာကြပါတယ်ဆိုပြီးတော့အဲ့လိုမျိုးဟာမဟုတ်ဘူးအမတန်အမတန်ထူချပါတယ်အမတန်ရှားပါတယ်ဒါကြောင့်နတ်ပြည်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီဘုံမှာနတ်တွေနဲ့တွေ့မယ်ဆိုတာပဲမျှော်လင့်သင့်ပါတယ်အဲ့တော့အဲ့ဒီဘုံမှာရှင်နေတဲ့နတ်တွေကဒါဆိုနတ်ပြည်ဘုံပေါင်း6ဘုံ ရှိပါတယ်ဒါဆိုအဲ့ဒီ6ဘုံမှာဘုံတိုင်းမှာတက်တက် အာနတ်တွေရှိလိမ့်မယ်သူတို့မှာတောတပန်တကရကံအနာကံယဟန္တာမဖို့တီရှိနေပါတယ်ရတော့သူတို့ကတရားဟောချင်တယ်ဆိုရင်တရားဟောမယ်တချို့ကဟောတယ်တချို့ကမဟုတ်ပါဘူးအဲ့တော့ဒီဟာကတော့အမ်တကယ်တော့တမျိုးပဲအမ်ဒီဘဝမှာ ကျွန်တော်တို့ကစာပြအများကြီး လေ့လာမယ်ဆိုရင်အမ် တောတပန်တကရကံမှမဟုတ်သည်ဘူးပုတုဇဉ်အနေနဲ့နောက်ဘဝနတ်ပြည်ရောက်မဲ့ဆိုရင်တော့အာဒီဘဝမှာလိလာထားတဲ့စာ တွေကို နောက်ဘဝမှာ မိတ်သွားလိမ့်မယ်တချို့ကနောက်ဘဝရောက်ပြီးတော့မမိတ်ဘူးတချို့ကမိတ်သွားတယ်နော်မမိတ်တဲ့ပုဂ္ဂိုလ်တွေက သူတို့ကအမ်ဆယ်ပီတရားဓမ္မကိုဆင်ခြင်လိုက်ပြီးတော့ နိဗ္ဗာန်ရောက်ရနိုင်ပါတယ်အာဒါပေမဲ့အများအားဖြင့်တော့မေ့သွားကြတယ်လို့ယူဆရမယ်။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားကဒီတုတ်တန်မှာ ဟောထားတဲ့အတိုင်ဒီဘောမှာတခြားတရားလေလာပြီးတော့တရားကျဲလိုက်ပြီးတော့စာပေကျဲလိုက်ပြီးတော့နောက်ဘောမှာအမ်လေးမျိုးနီလန်းလေးမျိုးဖြင့်အမ်မေဖို့ရောက်ရလိမ့်မယ်။ပထမဟာ ကိုပါတာတတိယတဲ့ ဩဟုတ်တာပဲအရင်ဘဝမှာငါတရားတွေလေ့လာထားတယ်ဆိုပြီးတော့တတိထားရတယ်အဲ့ဒီမှာမက်ဖို့ရောက်ရတယ်ဒုတိယနည်းဆိုတော့မိတ်ဆွေတယောက်နဲ့တွေ့တယ်ဒီလူဘဝမှာအတူတူတရားချစ်ခဲ့တဲ့မိတ်ဆွေတယောက်ကနောက်ဘဝမှာကိုလိုပဲသူကလည်းနတ်တာဖြစ်တယ်အဲ့လိုဆိုရင်သူနဲ့တွေ့လိုက်ပြီးတော့ တွေ့တွေ့ချင်းအော်ဟုတ်တာပဲငါတို့ကအရင်ဘဝမှာတရားစာပေကြည့်ခဲ့တာပဲဆိုပြီးတော့မဟုတ်ဘူးလားဆိုပြီးတော့အဲ့ဒီမှာတရားဓဘောတရားကို ပြန်တရားလိုက်ပြီးတော့ဓဘောပေါက်လိုက်ပြီးတော့တခါတည်းနှစ်ယောက်လုံးမဖို့ရောက်ရလိုက်ဒါကြတော့ဒုတိယနေ့တတိယနေ့ရှိသေးတယ်အဲ့ဒီနောက်ပြီးမှရှင်နေတဲ့မဖို့ရောက်ရထားတဲ့ တရားဓမ္မကိုဟောချင်တဲ့နတ္တကအနတ္တပါးနဲ့တွေ့လိုက်ပြီးတော့သူကတရားဟောတဲ့အခါမှာကိုကသတိရတယ်။အော်ဟုတ်တာပဲအရင်ဘဝမှာဒါလေးလ ీల ထားတယ်လေဆိုပြီးတော့တဘောပေါက်လိုက်ပြီးတော့မက်ဖို့ရောက်ရတယ်။နောက်ထပ်တစ်နည်းရှိသေးတယ်လေးနည်းအဲ့ဒီနည်းမှာဘာဖြစ်မလဲဆိုတော့လူပုံမှာအဲ့ဒီတကုတ်ရားထားတဲ့ယဟန်တွေက သူတို့ကတခါတလေနှပ်ပြီးသွားလိုက်ပြီးတော့အလဲလာကြလိုက်ပြီးတော့တရားဟောကြပါတယ်အဲ့လိုမျိုးလူဘလူဘုံမှာယဟန်တွေက မသက်ဆုံးပဲနဲ့မပြန်လုံးတော်မူပဲနဲ့เนาะအဲ့ဒီတကူဖြင့်နှပ်ပြီးသွားလိုက်ပြီးတော့နှပ်ပြီးမှသူတို့ကနတ်သားတွေကိုတရားဟောတယ်เนาะဟောပြီးရင် လူပြီးကိုအဲ့ဒီတကူဖြင့် ပြန်လာကြပါတယ်မသေးပါဘူးမပြင်းလွန်တော်မူပါဘူးအဲ့တော့အဲ့လိုနတ်သားတွေက တခါတလေဒီလိုမျိုးအဋ္ဌတကုရှင်နေတဲ့ယဟန်ကိုလူဘဝလူဘုံမှာ အလဲလာတဲ့ယဟန်ကို တွေ့လိုက်ပြီးတော့တရားနာလိုက်ပြီးတော့တဘောတဘောပေါက်ပါတယ်တတရားကြပါတယ်အော်ဟုတ်တာပဲအရင်ဘဝမှာဒါလီဒီလ ీల ထားတာပဲဆိုပြီးတော့မက်ဖို့ရောက်ရကြပါတယ် ဒါဆိုဒီဟာက၄နီးရှိပါတယ်အဲ့တော့ဒီ၄နီးမှာအထေကဘာရှိလဲဆိုတော့မိတ်သွားချင်းနော်ဒါဆိုနတ်သားဖြစ်သွားပြီးတော့အရင်ဘဝမှာလိလာထားတဲ့ဟာမိတ်သွားတယ်ဒါပေမဲ့အကြောင်း၄မျိုးကြောင့်အဲ့ဒီမိတ်သွားတဲ့စာတွေအဲ့ဒီမိတ်သွားတဲ့ဉာဏ်ပညာတွေကိုပြန်တတိယတတိယလိုက်ပြီးတော့တတိယတဲ့အတွက် သူကတဘောပေါက်တယ်မက်ဖို့ရောက်ရတယ်။ဘာကြောင့်ဒီဘဝမှာမရဘူးလဲပေါ့။ဒါဆွဆွပါဆိုအာကိုကျော်ထဲလို့ခေါ်ပေးမယ်။ဒါဆိုကိုကျော်ထက်ကအမှန်နာမည်ထက်ချင်အမှန်နာမည်ထက်ပေါ့။အခုထက်ထားတဲ့နာမည်ကိုကျော်ထဲဆိုဒါဆိုကိုကျော်ထက်ကစွပါဆိုတရားစာပေးလေလာမယ်။တရားစာပေးမိတ်သွားမယ်။နော်တရားစာပေးမိတ်သွားပြီးတော့ ကျွန်တော်နဲ့တွေ့မယ်တောင်တခြားတရားနဲ့တွေ့မယ်အဲ့တော့သူနဲ့တွေ့တွေ့ချင်းတရားတွေနည်းနည်းလေးစဉ်းစားပြီးတော့အော်ဟုတ်တာပဲငါဒါလေးကြားဖူးတယ်ဟိုတော်တော်ကြားပါပြီဆိုပြီးတော့တတိထားရတယ်နော်တတိထားတယ်အဲ့တတိထားလိုက်ပြီးတော့ဘာမှမဖြစ်ဘူးမဖို့လဲမရဘူးဘာမှလည်းမထူဘူးပေါ့တတိပဲရဘာကြောင့်납ပြီးမှတတိရလိုက်ပြီးတော့မဖို့ရောက်ရသွားတာလဲ နပီမာယောယောစေယောပုပီရှင်းနေယောကာအညီအကြီးမှာရှင်းနေစေကာအညီအကြီးမှာရှင်းနေဒါကြောင့်ပိညာအမတန်ကောင်းတယ်နော်နပီမာသာသင်ကျောင်းတွေမရှိဘူးနော်နပီမာသာသင်ကျောင်းတွေမရှိဘူးဘာကြောင့်လဲဆိုတော့ နောက်ပြီးမှစိတ်ကအမနာရှင်းတယ်တခါတည်းတီးတယ်လောအပ်တဲ့ဟာတွေတီးတယ်ကြားရတာတွေမှတ်မိတယ်အမနာလွယ်တယ်နော်ဘာစာမီဘွဲ့တွေမှမရှိဘူးဘွဲ့တွေလည်းမရှိပါဘူးတက်ကတော်တွေလည်းမရှိပါဘူးနော်အဲ့တော့ ဒီဘဝမှာတခုမေ့သွားပြီးတော့ပြန်ပြန်တတိထပြန်တတိယယင်ဒါမှမတတိထယင်အာစိတ်ကချမ်းသာလိမ့်မယ်ဒါပေမဲ့မဖို့တော့မရတော့ပါဘူးနှပ်ပြီးရောက်လိုက်ပြီးတော့တခါတည်းတရားဓမ္မတွေကိုတတိယယချင်းဒါမှဟုတ်ကြာကြာကြာချင်းအာအမဒန်အမ်ကောင်းကောင်းမွန်မွန်ဒါပေါ်ပေါ်လိမ့်မယ်တချို့နတ်သားတွေကတရားဓမ္မတွေကို နားထောင်လိုက်ပြီးတော့နှစ်ချက်ဖြစ်တဲ့ဘာမှမဖြစ်ဘူးဒါမှမဟုတ်စိတ်ဆိုးတယ်ဘာကြောင့်ဒါဘုံမပေါက်ခဲ့ဘူးလဲပေါ့ဘာကြောင့်တော့တအားပညာကြီးတယ်ဆိုတော့မဲ့ဒါဘုံမပေါက်ဘူးဘာလို့လဲသူတို့ကအရင်ဘဝတွေမှာကုသိုလ်မလုံလောက်လို့ဖြစ်နေတယ်ကုသိုလ်မလုံလောက်ဘူးဆိုလို့ရှိရင်နတ် နတ်ဘုံမှာမကားသေးပဲလူဘုံမှာတောင်းဘယ်လောက်အားထုတ်အားထုတ်ဘယ်လောက်ကြည်တည်ဖြစ်စေမဖို့မရောက်ရနိုင်ပါဘူးเนาะဒါပေမဲ့ဒီဘဝမှာစာမြန်းများကြစ်ထားတဲ့အတွက်ဒီနေရာမှာတည်တည်ထားရမယ်ဒီတောတန်မှာမြတ်စွာဘုရားကယဟန်တွေကိုဒါလေးဟောတယ်เนาะဒါလူတွေကိုမဟုတ်ဘူး လူတွေကတော့ဒီဟာချမ်းသာအောင်တော့လေလာလို့ရပါတယ်ဓမ္မတိစဒီတုတ်တန်ကိုမြတ်စွာဘုရားကယဟန်တွေကိုဟောတယ်တစ်ချက်နောက်တစ်ချက်ကအဲ့ဒီယဟန်တွေကမြတ်စွာဘုရားခဲ့မှာဝီနီးဆိုတာသေးတယ်ဝီနီးဆိုတာလိုင်းနာတယ်နော်ယနေ့ခဲ့မှာယဟန်တွေကတော်တော်များများက ဝီနီးကိုဖဲလိုက်ပြီးတော့စာပေကျက်တယ်အဲ့လိုမျိုးယဟန်တွေကိုဒီတုတ်တန်ကိုမြတ်စွာဘုရားမဟုတ်ဘူး ။မြတ်စွာဘုရားကဝီနီပိပိဝါဝါဒေဒေချာချာစီကံပေါင်းဂရေကိုရောင်ကျော်တတဝေမတဲလိုင်းနာနေတဲ့ယဟန်တွေကိုဒီတုတ်တံကိုဟောထားတာ။ဒါအမရန်ထူထူချာချာတတိထားမယ်နော်။အဲ့တော့မြတ်စွာဘုရားကဒီယဟန်တွေကိုဒါလေးဟောထားတာဘာကြောင့်လဲဆိုတော့ဒီယဟန်တွေမှာသီလစင်တယ်။သီလတန်းစင်တယ်။ တန်းဆင်းတဲ့အတွက် ပြည့်စုံတဲ့အတွက်မြင့်မြတ်တဲ့အတွက်အဲ့ဒီယဟန်တွေမှာပညာနည်းနည်းလေးလူသေးတယ်အဲ့ဒီပညာနည်းနည်းလေးအတွက်သူတို့မှာ ကုသိုလ်အရင်ဘဝတွေမှာကုသိုလ်ကောင်းမှုတွေမပြည့်စုံဘူးအဲ့တော့အဲ့ဒီယဟန်တွေက စားပြီးဒီဘဝမှာကျဲလိုက်ပြီးတော့နောက်ဘဝမှာနတ်သားအနေနဲ့ ူတို့ကားတစ်ခါလေးပြန်တတိယတတိယလိုက်ပြီးတော့အဲ့ဒီဝီနီကူတိုကြောင့်နော်တီလာဆိုတဲ့ကူတိုကောင်းမှုကြောင့်သူတို့ရဲ့တရားထားမှအပေါ်တတ်တာကြောင့်သူတို့ကအဲ့ဒီနတ်ပြည်မှာနတ်သားအနေနဲ့လွယ်လွယ်ကူကူမဲ့ဖို့ရောက်ရတာဝီနီကိုမလိုက်နာတဲ့ယဟန်တွေကဝီနီကိုမလေးစားတဲ့ဆိုတာ စီကံတတိလီတခါတလီကျူးလွန်တဲ့ယဟန်တွေကနောက်ဘဝနတ်သားလည်းမဖြစ်ဘူးလူလည်းမဖြစ်ဘူးငရေကြမယ်အပေကြမယ်ဆိုတာကျွန်တော်တို့ရဲ့စာပေမှာရေးထားတာအစတူရောနဲ့မဆိုင်ဘူးနော်လူတွင်းနဲ့ဆိုင်လာ KKKK နဲ့ဆိုင်တယ်နော် KKKK နဲ့ဆိုင် လူတွေကဒီဘဝမှာသီလ၅ပါးသီလ၈ပါးတည်တည်ချာချာလိုင်းနာကြတယ်ဆိုလို့ရှိရင်စာပေကလည်းတကယ်အလိုကျက်တယ်ဆိုလို့ရှိရင်နောက်ဘဝမှာအဲ့လိုမျိုးအခြေအနေဖြစ်နိုင်ပါတယ်နော်ဒါပေမဲ့ဒီတုတ်တန်ကိုမြတ်စွာဘုရားကဝိနည်းကိုတည်တည်ချာချာစီကံတည်တည်လေးမှာတခါမှတမန်တကာမကျူးလုံးမကျူးလုံးဖြစ်တဲ့ယဟန်တွေကိုဟောထားတာဖြစ်ပါတယ် ¿Quién es Ávila? Siempre a